ဂျပန်နိုင်ငံမှာ1 2တန်းဝင်ခဲ့တဲ့စက်ယုံကြီးတွေရှိတယ်။ဂျပန်စက်ယုံကြီးတွေအဲ့ဒီသူတို့စက်ယုံတွေအတိတ်ကအောက်တာချက်လှုပ်ရချက်တစ်ခုရှိတယ်။အဲ့ဒါလေးမှတ်ထား။အဲ့ဒါဘာလဲဆိုရင် thank you thank you ကျေးဇူးတင်တာမြစ်တာပို့တာ။ဘာလို့ထားလဲ။ကျေးဇူးတင်တာမြစ်တာပို့တာ။သူတို့ကတဲ့သူတို့ထုတ်တဲ့မုတ်ကလေးတွေထဲမှာတဲ့အာရိကတော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 ဆိုတာပါလေ။ အဲအဲ့တော့တော့သေးတာပဲအာရိကတောအာရိကတောနော်အဲ့တော့အဲ့ဒီအဲ့ဒီဟာမျိုးနဲ့သူအမြဲတမ်းကျေးဇူးတင်နေကျေးဇူးတင်နေကျေးဇူးတင်နေမေတ္တာတက်တွေထည့်ပေးလိုက်တဲ့အခါမှာသူတို့အဲ့ဒီလုပ်ငန်းကြီးက1 to 10ဝင်တဲ့အထိအောင်မြင်တယ်အဲ့တော့ဆရာဥက္ခရာကြီးတွေနဲ့တွေ့တဲ့အခါမှာဟုတ်တယ်သူတို့ကလည်းစားတော့ပြီးတော့စားတော့မှုလုပ်တယ်ဆိုရင်မေတ္တာပို့ပြီးမှစားတာအကြည့်ခဲ့တယ်ရမေတ္တာပို့တယ်ဆရာတော်ကအကျင့်ပါနေတယ်လာရင်ညာဒါမေတ္တာကြိုးပို့ထားတယ်ဆွဲထက်ကိုဒါကြောင့်မေတ္တာတက်ကခံစားလို့ရခံစားလို့ရမေတ္တာတက်ရှိမရှိဆိုတာ အပြုံးပေါ်မှာမူတည်တယ်စေတနာဘလောက်ပါသလဲဆိုတော့အတန်နေပေါ်မှာမူတည်တယ်ခန်းနေပေါ်မှာမူတည်တယ်โอเคဆိုလိုချင်တာလူကကိုယ်မှာရှိတဲ့ဓာတ်မှန်သမျှအကောင်းဆုံးအဖြစ်တော့ကုံမီလာဒီဓာတ်တွေအားလုံးဓာတ်တွေကုံမီလာအများကြီးကြံသေးတယ်မေတ္တာတဲ့အဖြစ်ပို့လို့ရသေးတယ်မေတ္တာဆိုတော့အရင်အစွမ်းထက်ကြီးတယ်ဗုဒ္ဓကျင့်ကြတာမေတ္တာဆရာကဆရာတော်ကြီးနဲ့တွေ့ဘူးတယ်ပေါမောချုပ်ဆရာတော်ကြီးနဲ့45မိနစ်မေးခွန်းမေးခွန်းရတယ်အဲ့ဒီတုန်းကဆရာတော်ကြီးကိုမေးတဲ့အခါမှာဆရာတော်ကြီးပြန်အားလုံးခေါင်းဆောင်ဖြစ်ခြင်းလက်လေးထောင် ခေါင်းဆောင်နေဖြစ်ရှင်လက်လေးထားโอเคခေါင်းဆောင်ဖြစ်ရှင်တဲ့သူတွေအတွက်မေးပေးခဲ့ဆရာတို့ဖခင်ကခေါင်းဆောင်တယောက်ဖြစ်အောင်မလို့ကြင်ရပါတယ်ဖခင်မြတ်စွာဘုရားနှစ်ခုနဲ့ကြင်တယ်ဖခင်လောင်းမဟာကယုဏမဟာပညာကယုဏဆိုတော့မေတ္တာတက်ပဲဟုတ်လားကယုဏထားမယ်ကိုယ်ဝင်တဲ့အငယ်တွေပေါ်မှာကယုဏထားမသိတဲ့ကလေးတွေမနေ့တနေ့မှာဝင်လာတဲ့ကလေးတွေပေါ်မှာကယုဏထားစီနီယာတွေကလည်းအငယ်တွေပေါ်မှာကယုဏထား ဲ့တော့မေတ္တာတက်ပေးတယ်လို့ခေါ်တယ်နိုင်ငံခေါင်းဆောင်တွေကိုကြည့်မေတ္တာတက်အရင်ကြီးမှတယ်မားကတ်တင်းမှာမေတ္တာပါဖို့လိုတယ်ကစ္စတမာဆာဗစ်မှာမေတ္တာပါဖို့လိုတယ်ပရောတက်ကြီးပဲမြင်အောင်နဲ့ပြီးပဲဟိုပါထက်ရအောင်မေတ္တာဟိုပါထက်ရအောင်ဟုတ်တယ်နော်အဲ့တော့ဆယ်ရိုးကြီးကမိန်တာပါလဲဆိုတော့မေတ္တာမေတ္တာပေါ့ကိယုနာမေတ္တာအရေးကြီးတယ်နောက်တစ်ခုကတော့ပါလဲအခုဆရာတို့ဒီနေ့ပြောနေတဲ့ပညာမှန်ကန်ဖို့အရေးကြီးတယ်ကိုလုံးလိုက်တဲ့အရာမှန်လားမှန်တယ်ဆိုတော့သူ့အတွက်အကျိုးရှိတယ် အကျိုးမရှိတဲ့အရာကိုမှားတယ်လို့ခေါ်တယ်ဟုတ်လားဆိုလိုချင်တဲ့သဘောကဥပမာစာမွေးဘက်မှာကြရတယ်ဆိုရင်သိကြတယ်သူဘာဖြစ်လို့လဲမှားလို့ကြတာလေမှန်တယ်ဆိုရင်အောင်မှာပေါ့ဘဝဆိုတာလည်းမှန်တိုးတက်နေရလုပ်ငန်းဆိုတာမှန်မှန်ကန်ကန်လုပ်မှတိုးတက်မှာဒါကြောင့်အဲ့ဒီနှစ်ခုနဲ့အလုပ်လုပ်ပါဒါကြောင့် B2B B2B ဒါလေးစရုပ်အဖြစ်အားဖြစ်တယ်နောက်တစ်ခုရေးကြည့်တာကအလုပ်လုပ်ရင်စရုပ်အဖြစ်စဉ်းစားဖို့က CRM ရေးကြည့်တယ်ဘာရေးကြည့်လဲ CRM CRM ဆိုတော့ခုနကစရုပ်ပြောတဲ့အရာပဲ CRM Customer Relationship Management 你记一